ားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့အွယ်ကာမအဆမှုရိပ်အောင်ပါအားလုံးဒီကောင်းကြမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေသင်တယ်မိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုထောက်ရဘုရားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် 飘你的独立，谁用谁看对吗？要你的独立。 ဘဝအတ္တဓာရမှာခက်ခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလင်းအမြဲကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောမအားလုံးပေါ်မှာထာဝရဘုရားထံမှလာတော်ငြိမ့်တဲ့ခြင်းတက်ရောက်ပါစေ။ဘုရားခင်ရဲ့ကြီးစုတော်တက်တဲ့ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ28ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူတော်ဘုရားခင်ရဲ့ကြီးစုတော်ပေါင်းကိုချီးမ ွန့်ပါတယ်ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွအစဉ်ချင်းခွာယူရမယ့်ကျမ်းပိုက်ကတော့ဂလာတိဩဝါဒစာခန်းကြီး6ပိုက်ငယ်9ဖြစ်ပါတယ်ငါတို့ဒီအားမလျော့စိတ်မပြတ်ပဲကောင်းတော်အကျင့်ကိုကျင့်ကြကုန်အံ့ထိုတို့တည်ကြည်၍ကျင့်လျင်အချိန်သန်သောကာလ၌အတိအနံကိုရိပ်ရကြလိမ့်မည် ကျမ်းပိုက်အဖြစ်ဖျားခင်အထူးကောင်းကြီးပေးပါစီ ဘဝအတ္တတာထဲမှာအာရော့စရာတွေစိတ်ပြက်စရာတွေစိတ်တက်ကြစရာတွေဘဝရဲ့တဏှာရာမှာတော့လူတိုင်းကမထင်မှတ်ပဲကြုံတွေ့ရင်ဆိုင်ကြရတာကိုနားလည်ပါနေ့စဉ်ကျွန်တော်တို့လက်ထဲမှာအမျက်သမီးကို깟ဆောင်ထားတဲ့အစာအုပ်တွေဖုန်းတွေပစ္စည်းပစ္စည်းရာတွေကိုအမတ်တမဲ့လွတ်ကျသွားတဲ့အချိန်တွေမိတ်ဆွေတင်ရှိခဲ့ဘူးမှာပါဥပမာအားဖြင့်တင်းရက်လက်ထဲကစာအုပ်တအုပ်လွတ်ကျသွားတဲ့အခါတင်ပြန်ကောက်တယ်မဟုတ်လား ီတိုင်းပဲဖုံးလွတ်ကျသွားတဲ့ခါမှာဒီတိုင်းပြစ်မထားဘူးပြန်ပြီးကယူတဆိုင်နဲ့ပြန်ပြီးကောက်တယ်ဒီအရာတွေအားလုံးထက်ပိုပြီးတန်ဖိုးရှိတဲ့အရာကတည့်ရက်စိတ်နှလုံးဖြစ်တယ် ဒါကြောင့်စိတ်တက်ကြသွားတယ်စိတ်ပြက်သွားတယ်အားငယ်သွားတယ်တငယ်စိတ်တွေရှိနေတယ်ဝမ်းနဲ့ကြေကွဲခြင်းတွေအထီးကျန်ခြင်းတွေအဖော်မဲ့ခြင်းတွေခံစားနေရတဲ့ခါမှာတည့်ရဲ့စိတ်နှလုံးကိုဒီတိုင်းလစ်ယူရှုပြီးပြစ်ထားဖို့အတွက်မဟုတ်ဘူးလွတ်ကျသွားတဲ့ဖုန်းကိုပြန်ပြီးကောက်တကယ်တို့တည့်ရဲ့စိတ်နှလုံးကိုပြန်ပြီးကုတဖို့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့လက်သွေးထိခိုက်ရှာတာတဲ့အချိန်မှာ ဒဏ်ရာရသွားတဲ့အခါမှာချက်ချင်းကုတမှုကိုပြုလုပ်ကြတယ်မတော်တဆလက်မမှာရှမိတဲ့ချင်းအနာကပ်ပလာစတာကိုယူပြီးကတ်ကြတယ်ခန္ဓာကိုယ်ရဲ့ဒဏ်ရာနဲ့ခန္ဓာကိုယ်ရဲ့ဖျားနာခြင်းတွေကိုစနစ်တကျပြုစုခြင်းကုတခြင်းကိုပြုလုပ်ပေမဲ့တချို့ရောအကြောင်းအရာတချို့ရောဘဝရဲ့အချို့အကျွေတွေမှာရရှိခဲ့တဲ့ဒဏ်ရာတွေကိုတော့လူတွေရှုပြီးပြစ်ထားတယ်မေ့လျော့ထားတယ်ဖျားကတင့်ကိုကြီးမားတဲ့အကြံစီရည်ရွယ်ချက်နဲ့ဖန်ဆင်းခဲ့တာဖြစ်ပါတယ်ကြာမြင့်စွာတည့်ရဲ့စိတ်နှလုံးကလဲပြိုနေလို့မရဘူးနာက ျင်သေးလို့မရဘူးဝမ်းနည်းနေလို့မရဘူးဘာကြောင့်လဲအချိန်ကတန်ဖိုးကြီးမာတယ်အကန့်အသတ်နဲ့တားရရှိတဲ့လူဘဝမှာဖျားခင်တင့်ဘဝအသက်တာတွေမှာရည်ရွယ်ထားတဲ့ရည်ရွယ်ချက်ပန်းသုံးတိုင်ရောက်အောင်သင်ကဆက်ပြီးပြေးဖို့လိုတယ်ခရီးနေနေဖို့လိုတယ်တဲ့နေနဲ့မပြေးနိုင်တဲ့ခါမှာလမ်းလျှောက်မယ်လမ်းမလျှောက်နိုင်တဲ့ခါမှာတွားတွားပြီးတော့ပန်းတိုင်ကိုဥတီနေဖို့အတွက်ဖြစ်ပါတယ်ရွှေ့နေဖို့အတွက်ဖြစ်ပါတယ်နေကောင်းနေမယ်တို့တော့တည့်ရပြီးတည့်ရတင်ရွှေ့နေတာဖြစ်တဲ့အတွက် ပန်းတိုင်စီကိုအရင်ကထက်စာရင် ပိုးပြီးအသီးဆုံးနေရနီးကပ်တဲ့နေရာကိုရောက်လာပါပြီ။ဘဝမှာအဆိုးတွေထက်ကတလဲလဲကြုံတွေ့ရလို့စိတ်မပြတ်ပါနဲ့။စိတ်မပြတ်ပဲကောင်းတော့အကျင့်ကိုကျင့်ကြကုန်အံ့လို့ကျန်းစာကပြောပါတယ်။ထို့ရုတ်တီကြည်၍ကျင့်လျင် အချိန်တန်တော့ကာလ၌ဒီနံကိုရိပ်ရကြလိမ့်မည်။တခါတည်းရန်တင့်ရဲ့စေတနာကိုလူတွေကအတိမတ်မပြုတဲ့အခါတင့်ရဲ့အောင်မြင်မှုစ조사အားထုတ်မှုတွေကိုအတိမတ်မပြုနိုင်တဲ့လူတွေနဲ့တွေ့ဆုံတဲ့အခါစိတ်မပြတ်ပါနဲ့။တမန်ကျမ်းစာတွေကဒါဝိအကြောင်းကိုပြန်ပြီးတည်ရပါ။ဒါဝိနဲ့ပတ်သက်ပြီးသူ့ရဲ့အကိုကြီးဖြစ်တဲ့အေလီယာဘကဖခင်ရဲ့သိုးတွေကိုတောထဲမှာထိန်းကျောင်းပြီးနေတာကဒါဝိအတွက်အကောင်းဆုံးဖြစ်တယ်လို့ပြောခဲ့တယ်။ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး16ပိုက်ငယ်28မှာ ထိုသူတို့နှင့်ဒါဝိဒ်ပြောသည်ကိုအကိုကြီးအေလီယာဘကြားလျင်ဒါဝိဒ်ကိုအမျက်ထက်၍တင်ဒီအဘဲကြောင့်ဤအရတ်တို့လာသည်နီထိုနေရောတိုးတို့ကိုတောတွင်အဘဲသူလက်၌အပ်ခဲ့သည်နီတင့်မာနာကြီးခြင်းတင့်စိတ်နှလုံးဆိုးညစ်ခြင်းကိုငါတည်ဤစစ်ပွဲကိုကြည့်ရှုခြင်းငါတာလာပြီးဟု ဆို၏ဒါဝိဒ်ကိုအကိုကြီးဖြစ်တဲ့အေလီယာဘကမာနကြီးတဲ့သူဖြစ်မြင်ပါတယ်။မာနကြီးခြင်းဆိုတဲ့တစိမ့်နဲ့အတူစိတ်နှလုံးဆိုးညစ်ခြင်းဆိုတဲ့တစိမ့်ကို ဒါဝိရဲ့ဘဝအသက်တာထဲမှာကတ်ထားပါတယ်ဒီတိုင်းပဲဖြစ်တဲ့တင့်ဘဝအသက်တာထဲမှာလူတွေကတင့်ကိုအမျိုးမျိုးနာမည်တက်ပြီးခေါ်ဆိုကြမယ်တင့်ကိုဝေဖန်ခဲ့ရဲ့အဖြစ်တင်တာလဲရှိကောင်းရှိမယ်မောရှေကိုဣထရီလာလူတွေကဒေါတာကြီးတဲ့သူအမျက်ကြီးတဲ့သူလို့တတ်မှတ်ပြီးနာမည်တွေမှဲ့ခေါ်ခဲ့ပေမဲ့ဖျက်ခင်ကတော့ငါ့ဂျွန်မောရှေဟာနူးညံ့တိမ်မွေတော်သူဖြစ်တယ်လို့ခေါ်ပါတယ် ီနေ့တင့်ကိုလူတွေပြောနေတဲ့စကားလုံးတွေထက်ဘုရားခင်တင့်ကိုတတ်မှတ်ထားတဲ့တတ်မှတ်ချက်ကပိုပြီးအရေးကြီးတယ်မဟုတ်လားကြောက်တတ်တဲ့ဂိတောင်ကိုဘုရားကအားကြီးသောအချင်းစစ်သူရဲ့လို့ခေါ်ခဲ့ပါတယ်ဘဝအသက်တာထဲမှာဘုရားခင်တတ်မှတ်တဲ့အတိုင်းဖြစ်တာဖြစ်ပါတယ် ဒါကြောင့်သင်ဘဝအသက်တာထဲမှာစိတ်ပျက်စရာတွေအားငယ်စရာတွေကြုံလာတဲ့အချိန်တိုင်းမှာသင်ကိုဖန်ဆင်းတော်မူတော့သင်နဲ့ပတ်သက်ပြီးတော့သင်ကိုယ်တိုင်တိတာထက်ဘေးနာကလူတွေမိဘဆရာသမားတွေတိနားလေတာထက်ပူပြီးနားလေတိတော့သင်ကိုဖန်ဆင်းတော်မူတော့ဖန်ဆင်းရှင်ထာဝရဘုရားရှိတယ်ဆိုတာကိုတတိယလိုက်ပါဘုရားခင်ကအရာခတ်သိမ်းကိုမြင်တော်ဖျားဖြစ်ပါတယ် ဘုရားကသင်ဘွားရဲ့နာကျင်ခြင်းတန်ရာတွေအလုံးကိုကုတပေးတဲ့သို့ကြီးမားတဲ့ဘုရားခင်မြတ်တာကရုဏာနဲ့သင်ဘွားကိုတပံပြန်ပြီးကျမ်းမာစေမယ်လမ်းဆန်းစေမယ်38ချိန်မြောက်တော်ဆာလံပိုက်ငယ်23ကနေ24မှာကောင်းတော်သူခြေရာတို့ကိုထောက်ရဘုရားသည်ပဲ့ပြင်၍တူတွားရလမ်းကိုနှစ်သက်တော်မူ၏ထိုသူသည်လဲတော်လဲဆုံးရာတို့မရောက်ရအเจ้าမူကားထောက်ရဘုရားသည်တူ၏လက်ကို ိုင်မတော်မူ၏တရက်ခြေလန်းတလန်းချင်းစီတိုင်းကိုဖျားခင်မှတ်တမ်းတင်ထားသလိုပဲ့ပြင်ပြီးလမ်းပြပူဆောင်မယ်ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ။ ya ya go to the sapuda ya ya go to pazepeda ya ya go to the no ye bwaba na ma go to shimye ပြောင်းလဲ purpose. <laughs> 也凋零。